ပြည်ထောင်ပြင်းထန်ကနေမြင့်မြတ်တဲ့စာပွဲချီးမြှင့်ခံရတဲ့ဒေးဗစ်ဘကန်အကစားလောကမှာထင်ရှားကျော်ကြားတဲ့ကမ္ဘာတစ်ဝန်းကဘောလုံးပရိသတ်ရဲ့အသေးဆွဲဖြစ်ခဲ့တဲ့ကမ္ဘာဘောလုံးလောကရဲ့နာမည်ကျော်ကွင်းလှည့်လူအောင်ဒေးဗစ်ဘကန်ဟာပြည်ထောင်ပြင်းချားထန်ကနေမြင့်မြတ်တဲ့နိုင်ဟိုစာဂုံတူးဆောင်ပွဲကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်ဒီပွဲကပြည်ထောင်နိုင်ငံမှာပေးရတဲ့ဂုံတူးဆောင်ပွဲတွေကအမြင့်ဆုံးဂုံပြုစုတွေကတစ်ခုဖြစ်ပြီးနိုင်ငံအတွက်ထူးခြားတဲ့အကျိုးပြုမှုတွေသက်ဆိုင်ရာနယ်ပယ်အသီးသီးမှထူးချွန်ပြောင်းသောစွာဆွမ်းဆောင်ခဲ့တဲ့ပုံကိုယ်တွေကိုဂုံပြုချီးမြှင့်လေးရှိပါတယ်ဒီဂုံတူးဆောင်ပွဲချီးမြှင့်ခြင်းကိုချားပြင်းရဲ့နေ့စဉ်ကျင်းပနေကြောင်းမွေးနေ့ထိမ့်ပဲဖြစ်တောက်ကြနေညနေပိုင်းမှာစူးရရှိသူတွေကိုတရားဝင်ကြေညာခဲ့ရပဲဖြစ်ပါတယ် ခုလိုကြီးညာချက်မထုတ်ခင်ကလေးကဒေဗစ်ဘကန်ဟာစာပွဲရရှိတော့မယ်ဆိုတဲ့သတင်းတွေဟာပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကလေးကမီဒီယာတွေမှာရော လူမှုကွန်ရက်တွေမှာပါပြန့်နေနေခဲ့တာဖြစ်ပြီးအခုလိုတရားဝင်အတီးပြူကျင်းညာလိုက်တဲ့အခါမှာတော့သူရဲ့ပြည်သက်တီကြားမှာရောအင်္ဂလန်ဘောလုံးလောကတစ်ခုလုံးမှာပါဝမ်တာဂုံယူမှုတွေတခဲနဲ့ပြန့်နိုင်ခဲ့ပါတယ်။ဒေးဗစ်ဘက်ခါဒီစာဝဲမတိုင်ခင်မှာတော့2003ခုနှစ်ကလည်း OBE ဆိုတဲ့ဂုံတူးဆောင်ဘွဲကိုပြည်ထောင်ပြည်မာကြီးအဲလစ်ပတ်ရဲ့လက်ထက်မှာထိုက်တိုက်တဲ့တဲ့လက်ခံရရှိခဲ့ဘူးပါတယ်။ဒါကြောင့်အခုရရှိခဲ့တဲ့စာဘွဲကသူ့အတွက်ဒုတိယမြောက်တော်ဝင်ဂုံတူးဆောင်ဘွဲလည်းဖြစ်လာပြီးပြည်ထောင်နိုင်ငံပေါ်သူ့ရဲ့ဆက်လက်ထမ်းဆောင်နေတဲ့အကျိုးပြုမှုတွေကိုထပ်မံအတိမတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။ဒေးဗစ်ဘက်ခါကိုအခုလိုအင်္ဂလိပ်ယူမျိုးတို့အတွက်မြင့်မြတ်ဆုံးလို့တတ်မှတ်နိုင်တဲ့ဂုံတူးဆောင်ဘွဲကိုချီးမြှင့်ခံရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ ဒီတိမ်ဘောလုံးလောကကိုဆက်စပ်တက်မှန်အကျိုးပြုခဲ့မှုတွေနဲ့တခြားလူမှုရေးလှုပ်ဆောင်ချက်များကြောင့်ပဲဖြစ်ပါတယ်။ဒေဗစ်ပကန်ကကစားမဘွားတစ်လျှောက်လုံးမှာအင်္ဂလန်လက်ရွေးစင်အတင်းကောင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ပြီးနိုင်ငံအတင်းကိုကမ္ဘာဖလားဥရောပဖလားအစားရှိတဲ့ကြီးမားတဲ့ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ဒါပြင် Manchester United, Real Madrid, AC Milan နဲ့ PSG တင်းတို့လိုထိပ်တန်းကလပ်အတင်းကြီးတွေမှာပါအောင်မြင်စွာကစားခဲ့ပြီးဥရောပတစ်ခွင်မှာဘောလုံးအားကစားရဲ့ရေပန်းစားမှုကိုမြင့်တင်ပေးခဲ့ပါတယ်။ သူရဲ့ကစားဟန်ခေါင်းဆောင်မှုနဲ့ကြော်ကြားမှုတွေဟာကမ္ဘာတဝှမ်းမှာဘောလုံးအားကစားကိုပိုမိုလူတီများလာအောင်တကယ်ကိုကူညီပေးနိုင်ခဲ့သူပါသူကဘောလုံးလောကကိုကစားမတူဦးဖြစ်တာမကကမ္ဘာလုံးဆိုင်ရာဘောလုံးလောကရဲ့တန်တပန်တူဦးအနေနဲ့ပါကြီးမားတဲ့ဩဇာလွှမ်းမိုးမှုတွေရှိခဲ့ပါတယ်ဒါပြင်သူရဲ့ brighter လုပ်ငန်းတွေလူမှုအကျိုးပြုလှုပ်ဆောင်မှုတွေကလည်းဒီကုံလူဆောင်ပွဲတွေအရေးပါတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်ဒီပခံကကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ရဲ့ချစ်ကြည်ရေးတန်တပန်အဖြစ်ကမ္ဘာတဝှမ်းကဆင်းရဲနှံပါတဲ့ ခွင့်ရေးဆုံးရှုံးနေတဲ့ကလေးသူငယ်တွေရဲ့အခွင့်အရေးတွေကိုနှစ်ပေါင်းများစွာကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။သူရဲ့ဂုဏ်သတင်းကြော်ဆုံးမှုနဲ့လူမှုပေါ်လွှမ်းမိုးနိုင်ရွမ်းတွေကိုအသုံးပြုပြီးလူမှုအကျိုးပြုလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်ခဲ့တဲ့အတွက်တကယ်ကိုချီးကျူးဂုဏ်ပြုခံခဲ့ရတာပါ။ဒီစာပွဲကိုလက်ခံရရှိသူတွေဟာအစဉ်လာရနန်းတော်မှာတော်ဝင်မိသားစုတွေထံကနေဒီဂုဏ်ထူးဆောင်ပွဲကိုတရားခန်းနာနဲ့လက်ခံရရှိမှာပဲဖြစ်ပါတယ်။ဗကန်လို့ကဘာကျော်ပုဂ္ဂိုလ်အထူးအတွက်ဒါဟာဘောလုံးကွင်းပြင်ပကနေရရှိတဲ့မြေပြတ်ဆုံးဂုဏ်ပြုမှုတွေတကတစ်ခုပဲဖြစ်ပါတယ်။သူရဲ့နာမည်ရှိမှာစာဆိုတဲ့ဂုံပုံးနဲ့အတူပကန်ကအင်္ဂလန်ဘောလုံးသမိုင်းမှာထာဝရကဏ္ဍဝင်ဖြစ်ရည်တည်သွားတော့မှာပဲဖြစ်ပါတယ် बाय सुनते कटे अमर पेचे कटे